ော့တယောက်ချင်းကိုကျွန်တော်မပေးဘူးကိုကကိုဒါကြည့်ကြည့်ယူလိုက်တော့အပုံလိုက်ကြီးထားခဲ့ပြီဟောင်းပြီအဲ့လိုမျိုးကြီးပေးနေတာကသူရှင်းသူရှင်းမှာအချိန်ကုန်တယ်ဩအဲ့ဒါကြီးကိုဗီဒီယိုနဲ့ဓာတ်ပုံနဲ့ရိုက်ပြီးတော့သတင်းစာတွေထည့်ပါအချိန်ကုန်တယ်ကျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်အောင်ပါခင်ဗျားတို့လည်းမအားဘူးကျွန်တော်လည်းမအားဘူးအကုန်လုံးဒုက္ခရောက်နေကြတာအဲ့တော့အဲ့ဒါကြီးကိုဒီလိုကြီးဒီလိုကြီးပေးပြီးတော့အချိန်နဲ့အကြာကြီးကုန်တာကိုမလို့ခြင်းဘူး ဒီအပုံကြီးကိုခင်ဗျားတို့ယူလိုက်ကြတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရောက်ထင်ပါဆိုတော့ဒီနေ့က2025လေးလပိုင်း7ရက်နေ့နဲ့မနေ့ကဒီမနေ့ကမှာပထမဆုံးသတင်းကရှမ်းပြည်နယ်ရွန်ကန်အောင်ပန်းလမ်းပန်းတွင်ဘူကြီးမြို့ရုံတန်းလိုက်ပါလာသောအင်စည်းကားကိုပြစ်ခတ်တက်ခတ်ရမှာပိုးချင်းပြီးတေဆောင်ပြီးပစ္စတိုတနက်နဲ့လက်ပြီးပေါ်တို့တင်းစီရရှိခဲ့ကြောင်း DSNDA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာက AP လ7ရက်နေ့တွင်ရွန်ကန်မြို့နယ်ရွန်ကန်အောင်ပန်း မန်လဲမှာပဲလမ်းခွေးတနေရာတွင် DSNDA ရေးပေါ်တိုလိုင်းရေးပေါ်မြတ်ကစစ်စေးလော့ဆောင်နေစဉ်အင်းစည်းကတစီဒီအစစ်စေးခံချီမရှိပဲနဲ့ဆော့ခွာထွက်ပြီးချင်းကြောင့်ပြစ်ခတ်တက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ဒီတက်ခတ်မှုမှာအတွက်မှာကားပေါ်တွင်ပါလာတဲ့ဘူကြီးမျိုးရော်တန်းဘူချင်းပြီကိုဒေဆုံးပြီးတော့၎င်းကန်ဆောင်ထားသောပစ္စတိုတနက်တလက်နဲ့လက်ပြပုံကလုံးဖုံးတဲ့ငွေသားများကိုတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်ဒီထက်မှာဒေဆုံးတော်သောဘူကြီးမျိုးရော်တန်းဒီရွာငံမျိုး မြော့ဖက်မှာရှိတဲ့မြော့အထွက်ကတွန်းအာနာအရှိဆုံးအရာရှိတူဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့အနေနဲ့တက်ခတ်မှုတွေဆက်လက်လောဆောင်သွားပါမယ်ပြည်သူတွေအားရကျေနေတဲ့အထိကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ဟုတ် DSNA မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာကတော့ကျွန်တော်တို့လိုင်းတဖွဲ့တွေကငူကြီးတူအရင်တည်းမှာအာ GK တူကိုကျွန်တော်တို့တိုင်းတဖွဲ့ဆိုလိုက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာမကွေးတန်းကပေါ့ခုမြော့ ကောက်ကွမ်းမှာပြန်လာသည့်ကပ္ပစ24မှာဘူမူကိုရင်ဦးနဲ့စစ်တပ်ဒေါက်တာအင်ဖြူတော် KTV ပန်းစင်မိဦးတို့မြို့တော်ပြည်ကခံရပြီးတေဆုံးသွားကြောင်းဒေသနေပြည်သူများကပြောဆိုပါဒီကတော့ကျွန်တော်တို့ online တဖို့တွေကရှင်းလင်းလိုက်တယ်မနော် နောက်ထပ်သတင်းကောင်းတစ်ခုကတော့ချင်းပြည်နယ်တိတိမြို့နယ်ကိုချင်းငင်တော်အဖွဲ့ကမကြမ်းင်းဆက်လက်တက်ခတ်သိမ်းပတ်မိဖြစ်ကြောင်းချင်းငင်တော်အဖွဲ့ကတရားဝင်ထောက်ပေါ်ပြောဆိုထားပါတယ်ဒါကတော့ကျွန်တော်တို့မကြခင်မှာသိမ်းပတ်ရရှိမဲ့တိတိမြို့ဖြစ်ပါတယ်ကျွန်တော်တို့လိုင်းတစ်ဖွဲ့တွေကတော့မကြခင်မှာဘယ်နှရက်ဘယ်နှလကြမ်းမလဲသိမ်းပတ်မှာကတော့ကျွန်တော်အသေးစားပဲဒါကတော့ကျွန်တော်မကြခင်မှာသတင်းကောင်းတွေကြားရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒီချင်းပြည်နယ်တစ်ခုလုံးဤ စစ်စေ9ရာခိုင်နှုန်းကျော်ကိုလွတ်မြောက်ခဲ့ပြီးတော့တင်းပတ်ရန်မြော့နေသုံးခုသာကျန်တော့တယ်ဆိုတော့ဒီဟာကကျွန်တော်ချင်းပြည်နယ်မှာတင်းပတ်ဖွဲ့အတွဲသုံးမြော့ပဲကျန်တော့တာဒီဟာကမကြက်ခင်မှာချင်းပြည်နယ်ကလည်းလွတ်မြောက်တော့မယ်ဆိုတော့ကိုပြောပြချင်တာဖြစ်ပါတယ် နောက်တစ်ခုသတင်းကတော့မကွေးတန်းမကွေးမြို့နယ်တွင်ဆရာရှိကြီးတဦးဤစေကျော်သက်အွေသားဖြစ်သူကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွေဖမ်းဆီးခဲ့တဲ့ဖြန့်နယ်ရီကန်ဂျေးရွာနယ်ရောတိကလေးဂျေးရွာအုတ်ချုပ်ရေးမှုအုပ်ထွက်ပြီးနေရာကြောင်းအစိုးပါဂျေးရွာနေထိုင်သောပြည်သူများကပြောဆိုပါတယ်ဒီဟာကနယ်ရီကန်ဂျေးရွာအုတ်ချုပ်ရေးမှုဝမ်းယုံနယ်ရောတိကလေးဂျေးရွာကအုတ်ချုပ်ရေးမှုဟန်မွန်တို့ကစစ်မှုထမ်းအတွက်ပေါ်တာဆွေတာလူသိရှာတာတွေလုံနေတာကြာပြီး အဲ့ဒီမှာလူသူတို့နှစ်ဦးပိုတာဆွေးလိုက်တဲ့ကလေးတယောက်ကစက္ကစအကြီးပန်းတယောက်ရဲ့ตาဖြစ်နေတာကိုမသိဘဲနဲ့ဆွေးလိုက်တာပန်းထားတဲ့လူငယ်တွေကိုအမတ်300တိပေါ့နော်300တိချင်းမြန်တရင်ကိုပုတ်တယ်တထေးရောက်မှာ သူတို့ဖမ်းထားဖမ်းလာတာကစက္ကစအကြီးပန်းတယောက်ရဲ့ตาဖြစ်သူဖြစ်နေတာကို သိကြတာဆိုတော့အဲ့ဒီတော့အဲ့ဒီထဲမှာအကြီးနှယောက် အဂျီနေရောက်ရဲ့အစဖြောပြီးတော့ထွက်ပြေးနေရတယ်ဟုအဲ့ဒီဖြစ်စဉ်ကိုသိရှိသေးချာစွာသိရှိထားတဲ့ဒေတာပြည်သူတို့ကပြောဆိုထားပါတယ်ဒါကအဂျီပန်တူရဲ့တားကိုဘော်ဒါဆွေးမိလို့အမကြောက်နေလို့သူတို့တွေအစဖြောပြီးတော့ထွက်ပြေးနေရတယ်လို့သိရပါတာအဲ့ဒါအပြင်အာဝမ်မြန်ကလည်းလူရင်အားအနည်းဆုံးပေါ့နော်300အသုံးစီကျော်နဲ့လက်နဲ့အင်အားအနည်းဆုံးတနက်ဆယ်လက်လောက်နဲ့အာသူ့ရွာထက်မှာကိန်းတစ်ခုဖွက်ထားတယ် ော်ဂျီဝမ်မြန်ကိုဂူတန်ကစင်အဆက်ပြော့ကြဆက်ပြော့ကြဝဲဆောင်ဝဲပြီးတော့စက်ကြေကော့တယ်ပိုတာဆွေးတာတွေလော့တယ်ဟိုဒေတာတရင်ရင်းမြင်ကပြောဆိုတာပါဒီဟာကတော့ကျွန်တော်ဝမ်မြန်ဝမ်မြန်ကလည်းပေါ့နော်သူကသူပြည်သူတွေကိုဘလူတွေနင်းအမျိုးမျိုးတဲ့ဒုက္ခပေးနေလေးဆိုတာကိုပြန်ပြီးတော့တင်ဆက်ပေးတာ နောက်တစ်ခုပြောမယ့်သတင်းကတော့မနေ့တနေ့ကပဲကျွန်တော်တို့ပြည်သူ့ကောက်ကိုရဲ့တက်ကဖမ်းဆီးထားတဲ့တက်မခွန်ခွန်တက်မမူဘုံမှုချုအောင်တက်ဦး2021ခုနှစ်တွင်အမတ်တစ်စစ်မြူဟာမူအဖြစ်ရန်ကုန်မှာပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုတွင်အ धिक အိုးဆောင်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒီဟာကအခုတလောမှာအာတက်မခွန်ခွန်မနော်တက်မခွန်ခွန်ဘုံမှုချုအောင်တက်ဦးပေါ့နော်အောင်တက်ဦးရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ပြောပြချင်တာရာဂန်2020ခုနှစ်ကလေးကအောင်တူကတက်မခွန်ခွန်အာတက်မခွန်ခွန်တက်မမူမဟုတ်သေးပါဘူး2020ဒီခုနှစ်ဆက်အာနာသိင်းတဲ့အထိကတက်မခွန်ခွန်တက်မမူကဘုံမှုချုပ်မြတ်တဲ့ဦးသူ့ရဲ့နောက်မှာဘုံမှုချုပ်မင်းကိုကို သူ့ရဲ့နောက်မှာစိုးမြန်ထွန်းသူ့ရဲ့နောက်မှာကျော်ကျော်ဟန်သူ့ရဲ့နောက်မှာ2024 2024မှာ ငါအောင်တူကတက်မခွန်ခွန်တက်မမှုဖြစ်လာတာဖြစ်လာတယ်လို့သိရတယ်ဗါတယ်အခုလက်ရှိတက်မခွန်ခွန်တက်မမှုအောင်တူအောင်တူက2020ခုနှစ်လုံးကခုနှစ်လုံးတုန်းကရန်ကုန်တန်းအမတ်တစ်စစ်ဒေသမှုဒေသမှုအဲ့ဒီအဲ့ဒီကနေနောက်တော့အာနောက်တော့ကော့တုံစပခမှုစကပခမှုကိုအဲ့ဒီကနေစမခဘူးလော့ခဲ့ပါတယ်အဲ့ဒီကမှာ တမခွန်ခွန်ဘောနော်တမခွန်ခွန်တမမူဟုရန်ကောင်ခက်တဲ့တရင်ဌာနတရင်ရင်းမြစ်ကပြောဆိုထားဖြစ်ပါတယ်။ဒီဟာကတော့ကျွန်တော်တို့အခုချိန်မှာတူလိုင်းတဖို့တွေပြည်သူကကွေလင်းနေသားတွေကဖမ်းမိထားတဲ့တမခွန်ခွန်တမမူအာဘူမူချူအောင်တဲ့ဦးရဲ့အကြောင်းတွေကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်။နောက်တစ်ခုတရင်ကမန္တလေးတန်းသာစီမြို့အနေကိုဗဟုပြုတ်ရပြင်းအားငတ်တဲ့တမငါအစစ်ရှိတဲ့ငလင်လွတ်ခတ်မှုဖြစ်ပေါ်နေလို့သိရှိရပါတယ်။မနေ့က မိတ္တလာဝန်တွန်းနဲ့မိတ္တအပါဝံမိတ္တအပါဝံနေရမြအစုမှာပြည်သူမြတ်ကထစ်လက်နေရတယ်လို့သိရှိရပါတယ်။တောင်ငူနဲ့ဝန်တွန်းတွန်းရနေပေါ့နော်။အာနေနေပန်းမှာငလိငေမြလွတ်နေပြီးတော့နောက်ဆက်တွဲငလိလာနံရွဲ့လာနံရွဲ့သတိပြုတ်ကြရန်သတိပေးတော့ပေးလာပါတယ်လို့သိရှိရပါတယ်။ဒါကအာမနေ့ကပေါ့နော်။မနေ့က7နာရီလောက်မှာအာလောက်ခဲ့တယ်လို့သိရှိရပါတယ်။ဒါကတော့ အာကျွန်တော်တို့ပြည်သူတွေ notes အခုချိန်ထိကိုငလင်လွက်ခတ်မှုကမပြီးဆုံးနိုင်သေးဘူးကျွန်တော်တို့ပြည်သူတွေဆက်ပြီးတော့တတိထားရအောင်မှအဲ့ဒီအင်တွေသက်စစ်မချရတော့တဲ့အင်တွေဆိုလို့ရှိရင်တော့မနေတာကကောင်းဆုံးပဲအခုဆိုလို့ရှိရင်မိုးတွေရွာတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အာတတိထားရမှာဖြစ်ပါတယ်အာလွက်ခတ်မှုနည်းနည်းလွက်ခတ်တာနဲ့အာကျွန်တော်အင်တွေကမခံတော့တဲ့အဖြစ်ကြောင့်ပေါ့နော်ဆရာလေးကပြင်ပြီးတော့ပြိုပြိုကြမှုတွေဖြစ်ပေါ်လာမှာဖြစ်ပေါ်လာနိုင်တဲ့အတွေ့အကြုံပေါ့နော်တတိထားပြီးတော့နေ နေဖို့လိုအပ်တဲ့အကြောင်းကိုပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့စကန်တန်ကိုလင်းမြော့နယ်အရှိချမ်းကချင်ကောင်းယွာတဝက်ကိုအကျန်းဖက်စစ်တပ်ကလေကြောင်းတက်ခတ်မှုလုံဆောင်သွားပြီးကြောင်းကိုလင်းအင်ဖော်မတာဝန်ရှိသူတို့ကပြောဆိုထားဝဲဒီဟာကတော့ဒီထက်မှာအာလေကြောင်းတက်ခတ်မှုကြောင့်ပေါ့နော်ဒီသူနှုတ်ဦးတည်ဆုံးလို့တော့တယ်လို့သိရှိရပါဒီဟာကစစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်နောက်တစ်ခုသတင်းကကျွန်တော်မြန်မာနိုင်ငံမှာ စစ်ကောင်စီကလေကြောင်းတက်ခတ်မှုများအရှင်မြင့်လာကြောင်းမနော်အာကုလသမဂ္ဂဆောင်စမ်းစစ်ဆေးရေးရန်တရာ IAM ကဒရင်ထုတ်ပြန်ထားပါတယ်ဒီဟာကတော့စစ်ကောင်စီကလေကြောင်းတက်ခတ်မှုများအရှင်မြင့်နေပြီးအမင်းပေးစေခန်းသူစေခန်းသူနဲ့လုံဆောင်သူများကိုအရေးယူနိုင်ရေးကြိုးပမ်းနေဟု IAM မှပြောဆိုပါတယ်ဒီဟာကကရမ်းအမျိုးသားနယ်တွင်စစ်တပ်ကလေကြောင်းတက်ခတ်မှုကရမ်းပြည်သူပါတီကအာ ကန့်ကွက်ရှုတ်ချကြောင်သိရှိရပါဒီဟာကတော့အခုချိန်မှာကန်အာကြရဲ့အမျိုးသားဝင်တော့ကြရဲ့အမျိုးသားနှစ်တွင်စစ်တပ်ကလေကြောင်းတက်ခတ်မှုလုံဆောင်ခဲ့တဲ့အဲ့ဒါကြောင့်မလို့ရိပါတီကလေးကပြင်ပြီးတော့ရှုတ်ချနေတဲ့အကြောင်းကိုပြောပြနေတာဖြစ်ပါတယ် ဆိုတော့ဒီမနေ့ခင်မှာ no sound anticipation နဲ့သတင်းထူးကတော့ကချင်ပြည်နယ်နမ်မွေမြော့အနေစစ်ကြောင်းထူးလာတဲ့အကျန်းဖက်စစ်တပ်နဲ့ရှမ်းနေ SNA ပူပေါင်းအဖွဲ့ကိုတက်ခတ်ရမှာစစ်တပ်ဖက်မှ၅ဦးသေဆုံးပြီးလက်နက်ခေရံများတင်းစီရရှိခဲ့ကြောင်း KNAC ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒီဟာဒီဟာဒီထက်မှာအဲ့ဒီစစ်ကြောင်းမှာကစစ်ခွေစစ်တပ်တွေမနော်စစ်တပ်တွေလည်းပါပါတယ်အင်းတို့အာအင်းတို့ကြီးဒေသနမ်မွေမြော့အနေကအာစနွဲစနွဲကော အင်းသားမှာစစ်ကြောင်းထူလာတာစစ်ကြောင်းထူလာလို့တက်ပွဲဖြစ်ပေါ်ဖြစ်ပေါ်တာစစ်ခွေးဖြစ်ကငါးကောင်ဒေဆုံးလေလက်နဲ့ကင်းရတွေလည်းတင်းပိုက်ရရှိခဲ့ပါတယ်ဆိုပြီးတော့စကီယန်အင်စီရဲ့တရင်းကြီးမင်းတို့ရှိကနဲ့တရှိရတာအကြောင်းကိုပင်ဆက်ပေးတာဖြစ်ပါတယ်ဒီကတော့ဒီနေ့ဒီမနေ့ခင်မှာ အာနောက်ဆုံးရရှိတဲ့သတင်းထုတွေကိုတက်နေတယ်လို့ကျွန်တော်အချင်းချုပ်ပြီးတော့တက်နေတယ်လို့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်မှာကျွန်တော်တို့ပြင်ပြီးတော့ကြီးရှုရမယ့်ရွတ်တန်ဖက်ကိုပြင်ပြီးတော့စူးစီးပေးထားရှိပါတယ်။ကျွန်တော်နဲ့တူပထမဆုံးကြီးရှုရမယ့်ရွတ်တန်ဖက်ကတော့နိုင်ခင်မှာတော့ဟာတက်ရလန်တူတပုတ်နော်။အာကျက်ဖက်ပါတီခေါင်းဆောင်တွေကရိုက်ပေးထားတဲ့ရွတ်တန်ဖက်ကိုကျွန်တော်နဲ့တူအရင်ဆုံးကြည့်ကြည့်အောင်ဒီထဲမှာဘိုးလလဆွေတို့ကမလူရယ်ကျွန်တော်တို့ အာပြည်သူတွေအတွက်ဟာတက်ဗီဒီယိုရလန်းသူတပုတ်ကိုရိုက်ပေးထားလဲဘယ်လောက်ထိပန်လဲဆိုတော့ကိုကျွန်တော်လည်းတူနားထောင်ကြည့်ကြအောင်အာတဖြစ်မှာတော့တရုတ်ဆောင်လေးတဖူမှာကစကားပြောတယ်ဒီဟာကိုသေချာလဲချင်ကတ်နေအောင်ပေါ့နော်အာနားထောင်ကြည့်ကြကဲကျွန်တော်ပြောမယ်ဟုတ်ပြီခင်ဗျားတို့အတွက်ဒီမှာ10မျိုးပါတဲ့ပစ္စည်းတွေရှိတယ်အင်းဒီထဲမှာ10မျိုးပါတယ်နော်ဒီပေါင်းတပေါင်းထဲမှာ10မျိုးပါတာဘယ်လောက်ထိများများမလဲမသိဘူးပစ္စည်းစုံပဲဟုတ်ပြီနော်ဒါမြောင်မြတ်ယူပါတကုံးမျိုးနဲ့ အဲ့တယောက်ချင်းကိုကျွန်တော်မပေးဘူးကိုကကိုဒါကြည့်ချက်ယူလိုက်တော့အပုံလိုက်ကြီးထားခဲ့ပြီဟုတ်ပြီအဲ့လိုမျိုးကြီးပေးနေတာကသူရှင်းသူရှင်းမှာအချိန်ကုန်တယ်ဩအဲ့ဒါကြီးကိုဗီဒီယိုနဲ့ဓာတ်ပုံနဲ့ရိုက်ပြီးတော့သတင်းစာနဲ့ထည့်ပါအချိန်ကုန်တယ်ကျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်အောင်ပါခင်ဗျားတို့လည်းမအားဘူးကျွန်တော်လည်းမအားဘူးအကုန်လုံးဒုက္ခရောက်နေကြတာအဲ့တော့အဲ့ဒါကြီးကိုဒီလိုကြီးဒီလိုကြီးပေးပြီးတော့အချိန်နဲ့အကြာကြီးကုန်တာကိုမလို့ချင်ဘူး ဒီအပုံကြီးကိုခင်ဗျားတို့ယူလိုက်ကြတော့ဟဲ့ဗတိယောက်တော့40 40ယောက်ဆိုဒီမှာ42ပုံထဲထဲမှာပစ္စည်း10မျိုးပါတယ်စောင်းချင်းတော်ခေါင်းခေါင်းဆိုတာအကောင်းသားနော်ဟုတ်ကိုလိုက်တာနဲ့ဖောင်းလာတဲ့ဟာမျိုးဟာနော်သုစန်းတွေပေါ့ချင်းတော်ဆိုရင်ဒီသားသူအိတ်ကနှမိုးခွဲအဲဒါမျိုးပဲနော်အဲ့ဒါလေးတွေအကုန်လုံးမှာတိတာလေးကတော့ခတ်လို့ရတယ်နော်အေးအဲ့ဒါလေးတွေအကုန်လုံးယူလိုက်ကြတော့အလုံးသဘောပေါက်လားဘုရားတို့ပြောကြတာက ်အပြင်ဘိတော့တင်သွားပြီအားမငယ်နဲ့အားလုံး fighting ကဲဆိုတော့ဒီထဲမှာသူတို့ပြောပေးအပေးတော့တာကအာဒီပေါင်းတပေါင်းထဲမှာဗောနော်ဈေးမြုပ်ပါတဲ့ဆိုတော့ဒီထဲမှာဘာတွေဘာတွေဘာလဲဆိုဆိုတာတော့သိချင်းမပြောဘူးဆိုတော့ဒီထဲမှာပါတော့တာကတော့ ကောင်းအုပ်တလုံးလေးပါတယ်ဒီပုံးတပုံးလေးမှာကောင်းအုပ်တလုံးတော့မှာပြည့်တော့မှာအဲ့ဒီထဲမှာဒါအပြင်ဘာဘာတွေပါမလဲတော့မသိဘူးဆိုတော့ကြက်ဖက်ပါတီတွေကျွန်တော်တို့ဗီဒီယိုရက်လန်းသူရက်ပေးတာအရန်ကိုကောင်းပါတယ်ဟာတက်ရက်လန်းတာလွေ့ကိုကောင်းပါတယ်နော်အရင်တော့ကတော့အာသူတို့တွေရဲ့ယူအာပြင်ပြီးတော့ယူပေးတဲ့ဟာကိုအယူလေးယူလိုက်တဲ့ဟာကိုပြင်ပြီးတော့ထားခိုင်းတယ်ပြင်ပြီးတော့ယူအပြင်ပြီးတော့ရက်ပြီးအတက်ပုံရက်ပြီးတာပြင်ပြီးတော့ထားခိုင်းနေတယ်လူမျိုးလုံနေတဲ့သူကအခုလိုမျိုးစကားတွေဘယံမရန်လာပြောနေကြတယ်ဆိုတော့ဒီဟာကကျက်ဖက်ပါတီခေါင်းဆောင်တွေကရက်ပေးထားတဲ့ဟာတက်သူရက်လန်းတစ်ခု နောက်တစ်ခုကအင်္ဂလင်ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတွေဘာလဲလောက်နိုင်လေပေါ့နော်အာဒီအမီဒီယာကပြောဆိုထားတဲ့ရုတ်တန့်ဖန်တူတူလေးပဲဒမီနတ်စလောက်ပဲရှိပါတယ်ကျွန်တော်လည်းတူနေပြီးတော့ကြည့်ရအောင်အင်္ဂလင်နဲ့ပတ်သက်ပြီးတော့အခုအထူးသတိထားကြအချက်၅ချက်ကိုထောက်ပြပြီးတော့ညီကောင်းချုပ်ရှင်းပါတယ်အဲ့ဒီအချက်၅ချက်ကတော့နံပါတ်၁ဘုံမင်းအွန်လိုင်းလက်ထက်၄နှစ်တာကာလအတွင်းမှာအလွန်ဆိုးရတဲ့ကက်ကြီး၄ခုဆက်ရောက်ပြီးပြီဆိုတဲ့အချက်ပါနံပါတ်၂ငလင်ဟာ တော်လန်ရေးအဖွဲ့တွေထိချုပ်ထားတဲ့နေမြေတွေမှာမထိတလောက်နေပါပြီးတော့စစ်ကောင်စီထိချုပ်ထားတဲ့နေရာတွေမှာသာအကြီးကျယ်လှုပ်သွားတယ်ဆိုတဲ့အချက်ပါ။နံပါတ်၃။အဲ့ဒါလိုဖြစ်နေတဲ့ကြားကစစ်ကောင်စီဟာတရက်မှမနာဘဲနဲ့နေစဉ်ပုံကျဲတိုက်ခိုက်နေပါတယ်။နံပါတ်၄စစ်ကောင်စီဟာကယ်ဆယ်ရေးလုပ်ငန်းကိုဘာတစ်ခုမှထိထိရရရလုပ်နိုင်တာမတွေ့ရပါဘူး။တာမန်အရာသားတွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကြိုးပန်းဆောင်ရွက်မှုကြောင့်သာပိတ်မိနေသူတချို့လွတ်မြောက်လာကြတာကိုတွေ့ရပါတယ်။နံပါတ်၅စစ်အာဏာရှင်စနစ်ရှိနေသေးရဲ့။နောက်မှလဲတပ်ဖွဲ့တွေပူပူပြီးတော့ များလာအောင်မှာဖြစ်တယ်လို့ကပ်ဘေးတွေဖြစ်လာတိုင်းမှာလဲဘာမှထိထိရရကယ်ဆယ်ရေးမလုပ်နိုင်ပဲပြည်သူတွေပို့ပြီးတော့အသက်ပေးနေရအောင်မယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်။အင်းကဲဆိုတော့ဒီအရကတော့အာစစ်ကောင်စီအုတ်ချုပ်နေတဲ့မြောက်နော်အာနာယူတွေအုတ်ချုပ်နေတဲ့မြောက်ကတော့ကျွန်တော်တို့ပြည်သူတွေကဘေးရန်ကပ်ဘေးစုတွေပြင်ပြီးကြောင်းလာကြောင်းလာရအောင်ပါဆိုတော့နောက်တစ်ခုကတော့အာဦးဝလံပြောဆိုထားတဲ့ရွတ်တပ်ဖံပြီးတော့နှာထောင်ကြည့်အောင်တောင်းမင်းရဲ့စာလုပ်ပဲရှိပါတယ်။အင်းအောင်လဲအုပ်စုအင်အားရှိတယ်ဆိုရင်သူတို့ပြောတဲ့အတိုင်းသူတို့လုံနိုင်တယ်ဆိုရင် ရခိုင်ကိုသူတို့ပြန်ရအောင်တိုင်အောင်တိုင်မှာပေါ့ဗျာ။ဟုတ်တယ်မလား။မင်းအောင်လိုက်အုပ်စုဒီနေ့စင်အားရှိနေတယ်ဆိုရင်တမ89တမ္မမူထွက်ပြေးစရာပဲလို့လဲဗျာ။ဟုတ်တယ်။သူတို့အထူးကွန်မန်ဒိုတွေပဲမှာလေ။အဲ့ဒီဂျပန်လေကူကဆုတ်လာတဲ့အချိန်မှာအေးကတာကိုလာဆုတ်တဲ့အချိန်မှာသူတို့အထူးကွန်မန်ဒိုတွေကလေ့ကျင့်ထားတဲ့အမေရိကန်မရင်းတပ်တို့ဟာမျိုးတွေကသူတို့တမ္မမူလောက်လက်ကယ်ပေါ့ဘာလို့လာမကယ်နိုင်တာလဲ။မြေဦးတော်လိုင်းကြီးစတဲ့ကကမ္ဘာစီးရေးသုံးသက်တဲ့ပညာရှင် ဆရာမကြီးဒေါက်တာဒေါ်မီမီဝင်းဘက်အပါဝင်နိုင်ငံတကာပညာရှင်တွေအားလုံးသုံးသပ်ထားတာရှိတယ်။လက်နဲ့အင်အားကြီးတိုင်းလေကြောင်းပါဝါရှိတိုင်းစစ်ပွဲမနိုင်ဘူး။ဟင်းအဲ့လိုနိုင်ရင်အမေရိကန်ဒီဘီယန်နန်ကနေထွက်ပြေးစရာအကြောင်းမရှိဘူး။အဲ့လိုနိုင်ရင်အမေရိကန်ဒီအာဖဂန်ကနေထွက်ပြေးစရာအကြောင်းမရှိဘူး။အဲ့လိုနိုင်ရင်ရုရှားဒီအာဖဂန်ကနေအရှုံးနဲ့ထွက်ပြေးစရာအကြောင်းမရှိဘူး။အဲ့လိုနိုင်စတန်းတာဆိုရင် ရုရှားတို့အီရန်တို့သည်စီးရီးယားကနေအာဆတ်ထွက်ပြေးစရာအကြောင်းမရှိဘူးအဓိကကပါလေမြေပြင်စစ်တပ်ပြီးတော့တိုက်နေတဲ့စစ်သားတွေရဲ့စိတ်ဓာတ်ပြီးတော့စီးကျွမ်းကျင်မှု ပြီးတော့တောက်ခံနိုင်မှုစနစ်စတမနာလို့ခေါ်တာပေါ့မာရသွန်ပြေးပွဲမှာခံနိုင်ရရှိတဲ့လူကသာတာပဲ ဲ့တော့အဲ့တော့အဲ့ဒါကကျွန်တော်တို့ငွေဦးတော်လိုင်းရေးစတဲ့ကပြောထားတဲ့စကားဗျာအဲ့တော့ဒီနေ့တို့လေချောင်းပုံကျတာကျွန်တော်တို့ကူးကိုမဆိုင်ဘူးပြောချင်တာကကိုနိုင်ရင် ပြစ်ချမယ်မနိုင်ရင်ထွက်ပြေးမယ်ဒါပဲရှောင်းမှာပေါ့อืมဒါပဲကိုလဲလေချောင်းအင်အားရဖို့စူးစမ်းနေတယ်ကိုလဲဒရုန်းရဖို့စူးစမ်းနေတယ်ကိုလဲခဏတော့ short tight တုံးနေရဖို့စူးစမ်းနေတယ်ဒါပေမဲ့အဓိကကပြည်သူပြည်သူထောက်ခံမှုမရှိဘူးတို့သတင်းမရဘူးอืม သူတို့ရဲ့စပိုင်တွေကျွန်တော်တို့ထဲမှာမထည့်ထားနိုင်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့လှုပ်ရှားမှုကိုသူတို့သတင်းမရဘူးအဲ့ဒါကကျွန်တော်တို့အတိတ်ကသာနေတဲ့အချက်ပဲပြောချင်တာကကိုထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့အဲ့ဒီစစ်အာဏာရှင်ရဲ့စပိုင်တွေအားလုံးကိုကျွန်တော်တို့ကရှင်းရမှာရှင်းရမယ်ဆိုတဲ့နေရာမှာမရှိအောင်လုပ်ရမှာဒုရကဘာစစ်ဖြစ်တော့ကလည်းအဲ့ဒါပဲစပိုင်ကအတိတ်ကပဲစပိုင်ကကိုယ့်ရဲ့တီနေရာကိုသူ့ကိုအကြောင်းကြားမှာဟုတ်တယ်မလား ကိုယ်တက်ရဲ့လှုပ်ရှားမှုကိုကိုယ့်ရဲ့ကိုယ့်ရဲ့ PDF တွေရဲ့လှုပ်ရှားမှုကိုသူ့ကိုတီနေရကိုအကြောင်းကြားပြီး तू ကဘုံလာကျဲမှာအဲ့တော့ကကြတော့သူတို့ဘုံလာကျဲပေမဲ့လည်းဘယ်နေရာကိုကျဲရမှန်းမသိဘူးဆိုရင်သူတို့ဘယ်လိုလုပ်မလဲဒါကြောင့်အဓိကကပြေသူသူတို့ဘက်ကစပိုင်တွေကိုကျွန်တော်တို့ရှင်းချင်းပြီးတော့ကျွန်တော်တို့ဘက်ကပြေသူတွေကတောက်ခံနိုင်ခြင်းမြေပြင်မှာလိုက်တိုက်နိုင်ခြင်းကျွန်တော်တို့ဘက်ကပြေသူတွေကအမြဲတမ်းသူတို့ကိုစိတ်သက်အသာနဲ့တိုက်နိုင်ခြင်းသူတို့ဘက်ကလူတွေကဘာဖြစ်လဲသူတို့ဘက်ကဘာဖြစ်လဲ စစ်မတိုက်ကြတော့ဘူးอืมတမမူတို့လူတော်တို့မကယ်နိုင်ဘူးဗျာอืมဥတမမူကိုတော့ဆိုရင်ငိုရမလားကြီးရမလားဘာမှမသိတော့သူတို့ကတက်ကြဆုံရတဲ့စစ်သားတွေအားလုံးလည်းအလောင်းတွေလည်းတကင်းပြစ်ထားတယ်อืมရေပြင်မှာလည်းမိသားစုအပြာမပြောဘူးပြီးတာနဲ့တက်ကနေကန်ထုတ်ပလိုက်တယ်သူတို့ကသူတို့ရဲ့ဆက်ဆံရေးရာကိုသူတို့လူကိုသူတို့ကမကြည့်တဲ့အခါကျတော့သူတို့လူတွေအားလုံးစိတ်တက်ကြနေတယ်အဲ့တော့အဲ့လိုမျိုးအနေထားများအရာစိတ်တက်အရာ ကျွန်တော်တို့ကသာတယ် ဲ့တော့အဓိက မြေပြင်မှာရေပြင်မှာတကယ်တိုက်နိုင်တဲ့လူကအဓိက ရေရှည်တောက်ခံနိုင်တဲ့လူကအဓိကဒါတကယ်အရှိတရားပဲသူတို့ဒီကစက်ကောင်စီကဘလောအချီနေမြို့ထိရောက်နေပြီလေလေရင်အကူနဲ့လေကျွန်တော်တို့ပြည်သူတွေကိုနမ်းလို့မရတော့ဘူးဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ဒီကတော့ရုတ်တံဖက်တစ်ခုဆိုတော့အခုအချိန်မှာဘမှုချုပ်အပေါ်မှာအထင်လွဲခဲ့လေပြီဆိုတော့အာ ဆုံးပါတစ်ခုကိုကျွန်တော်တို့တူပြီးပြီးတော့နှတ်ထောင်ကြည့်ရမယ်။ငါတို့ပုံမှုချုပ်ပေါ်အထင်လွဲခဲ့လीပြီ။ဟင်းတမခခုတမမူပုံမှုချုပ်ကျော်တူဟာအများထင်တယ်လို့မျိုးစိတ်ချမ်းလူချမ်းမဟုတ်ပါဘူးတဲ့။ဩသူ့ကိုမိတဲ့ PDF တွေကပြန်ပြောပြလို့သာသိရတာ။လူတွေတိထားကြတာကရန်ကုန်မှာဆက်အာနာရှင်စာနာပြပီသူတွေကိုပြစ်ခတ်တပြက်ရာမှာအဓိကပါဝင်ခဲ့တဲ့သူ။ နောက်ကျောင်းရာသပွဲများကိုပြန်လည်လေ့လာကြည့်ရမှာလေ2021ခုနှစ်ကလေးကအခုထက်ထိစစ်ရာသပွဲမှုများစွာကိုကျူးလွန်ထားတဲ့သူတရားဟုတ်တယ်။အခုအင်းတော်မျိုးစင်တက်ပွဲကနေဖမ်းပြီးတော့အထင်းနဲ့မြင်တက်တက်စီလွဲနေတယ်တဲ့။ PDF ရဲ့အပေါ်မှာရိုရိုကြိုးကြိုးနဲ့ဆက်ဆံတက်ပြီးဘာကန်းကန်းဖင်ပေါ့စွာနဲ့လှုပ်ပေးတယ်တဲ့။သူကျူးလွန်ခဲ့တဲ့ အမားဆိုလို့သူတို့အဖွဲ့ရင်းတော်ဘက်ကနေကတပ်အပြီး PDF တွေမိတဲ့အချိန်မှာကျွန်တော်ဟာတက်မမှုပါလို့ဝန်မခံခဲ့တာတခုပဲရှိတယ်။အဲဒါဆိုသူ့ကိုတက်မမှုမှန်းဘယ်လိုသိသွားကြတာလဲမေးစရာရှိလာတယ်။ PDF တွေပြောပြချက်ရာပရီးကြည့်ပြီးခွဲခြားလိုက်တာတဲ့။တက်သားတွေကလက်မှာပဲပရီးပတ်ကြပြီးအဲဒီကောင်တကောင်နဲ့တက်သားတွေထက်ကြီးတဲ့ပရီးကြီးကိုလက်ဘင်းမှာဆွဲထားတာတဲ့။အဲတကယ်တော့လူတွေဟာချက်ကားပြောနေကြတာပါ အမားတစ်ခုလောက်လုတ်ခဲ့ရင်တောင်အကုန်လုံနေတယ်ထင်နေကြတယ်အင်းအမားတစ်ခုလုံမိတာနဲ့အခြားအမားတွေပါဆက်လုံမယ်ထင်နေတာမျိုးကညီပိတ်တွေမှာပဲရှိတယ်ဗျအင်းဥပမာတစ်ခုအနေနဲ့ပြောပြမယ်ဟုတ်ပြီတဲချုပ်ကြီးကငလျင်တန်းခံပြည်သူတွေကိုအယောက်၁၀သိန်းစီပေးမယ်ဆိုတော့ညီပိတ်တွေကဝိုင်းရကြတယ်ထိုင်းမှာလည်းတယောက်သိန်း၃၀ပဲပေးတာပါပြောရရင်နှစ်ဆပဲกว่าပါတယ်အင်းအေးမတူတာက ထိုင်းမှာက24ရောက်ပဲသေးပါတယ်မြန်မာပြည်မှာကအယောက်3000ကျော်ပါတင်ချာတွတ်တက်ယုံနဲ့ဘသူတွေကစေတနာပူလဲဆိုတာသိကြမှာပါဘာအခုလေဘုံမူးချုပ်အောင်တဦးကိုလူမိုက်ကြီးလို့ထင်နေကြတာတကယ်တော့သူ့လက်ဘင်းမှာဆွဲထားတဲ့စိတ်ပတိကြီးကိုမြင်ကလေးကဖျားတရားသမားမဲကျွန်တော်ကတီးပြီးသားအပြင်မှာဖွားသလိုမျိုးခြေမြလက်မြနဲ့သူ냐ကိုဒုက္ခပေးမဲ့လူမဟုတ်တော့ပါဘူးဆိုတာသိတယ် မတက်တာလို့သာလက်နဲ့ကန်ရတာအမှန်တော့ဂဒီလေးစိပ်ပြီးဘဝကိုအေးအေးချာချာနေခြင်းနဲ့ရုပ်လေးပါဗျာโอเคတော်ရရဘဘချိုအောင်တဲ့ဦးနဲ့ပတ်သက်ပြီးတော့ဆောင်းပါလေးတခုနားထောင်နေရတာဖြစ်ပါတယ်နောက်တစ်ခုပြင်ပြီးတော့နားထောင်ရမယ့်ရုတ်တံဖန်ကတော့စစ်တက်လက်အုပ်ခန်းစစ်ကောင်စီလက်အုပ်ခန်းကဝါထန်းတွေနဲ့ပြည်သူစစ်တွေကမိုးစင်မြုံမှာဘလူတွေလောဆာနေပြည်သူတွေကိုဘလူတွေအနှံ့ကျင့်လောဆောင်နေကြလေဆိုတော့ဘုံမအစ်တယောက်ကပြောပြတဲ့ရုတ်တံဖန်ကိုပြင်ပြီးတော့ကြည့်ကြည့်အောင် ဂူဂူတန်ကပြောနေတာဖြစ်ပါတယ်နားထောင်ကြအောင်နော်အာသူ့အနေနဲ့ရေးသားထားလေးကတော့အမားရဲမူဆဲမှာစာဝတ်နေခက်ခဲတဲ့နေကန်နေနဲ့စစ်ဘေးရှောင်ရတဲ့ပြည်သူတွေကတရုတ်ပြည်ကနေမြန်မာဘက်ကိုပစ္စည်းလေးတွေတနိုင်တဲပြီးတော့ကယ်ရီကလေးနဲ့ဒီသားစုဝင်ဖြည့်ရှင်းရပါတယ်တဲ့ တော်လိုင်းတည်လာတဲ့ကုန်ပစ္စည်းတွေကိုမူဆယ်မြို့အစင်မြူကိတ်မှာဝန်ထမ်းတွေကတိတ်နာများပါတယ်ပစ္စည်းတစ်ထုပ်ကို၃သိန်းကျပ်နဲ့ပြန်ပြီးတော့ရွေးကိုင်းနေဆိုပြီးတော့ရေးသားထားပါရှင့်စာလေးကိုကျွန်မအစဆုံးဖတ်ပြပါမယ်နော်ပြီးတော့မှပဲဒီစာလေးပေါ်ပတ်သက်ပြီးတော့ကျွန်မသုံးသက်ချက်လေးနေနဲ့မြစ်တာခန္ဓာလေးလောက်ပါမယ်ရှင့်အဲ့ဒီကိတ်မှာတဲ့အရင်ကဆိုရင်တဲ့လူတွေကပေါ့နော်ပစ္စည်းတည်တဲ့ခါမှာ15ကီလိုထိတည်ခွင့်ပေးရလို့သိရပါရှင့်အဲ့လိုတည်ခွင့်ရတဲ့အခါကျမှတဲ့သူက15ကီလို16ကီလိုလောက်တည်မှာတရက်ကိုမြန်မာငွေကျပ်2000ရတာပါတဲ့ ဲ့တော့ငွေမူစင်မူစင်ကကုန်စင်လုံးလဲဆိုရင်တနေ့ကိုဒီငွေကျပ်မြန်မာငွေကျပ်2000လောက်လေးရမှမိသားစုကချိုးချံထွေတာပြီးတော့စားတော့ပြီးအသက်ရှင်ရပ်တည်နိုင်ပါတယ်တဲ့အခုကျတော့9ကီလိုပဲတက်ရမယ်ဆိုပြီးတော့ပြန်တက်မှတ်လိုက်ပါတယ်တဲ့အဲ့လိုမျိုးတက်မှတ်လိုက်တဲ့ဆိုရင်သူက9ကီလိုဆိုတရက်ကို6000လောက်ပဲရတယ်ပေါ့နော်အဲ့လိုပဲရတဲ့အတွက်မိသားစုစားဖို့ကိုဘလုံးဝမလောက်မှဖြစ်နေပါတယ်ဆိုပြောထားပါရှင့် ပြီးတော့တချို့ဆိုရင်လည်းသူတို့တတ်မှတ်ထားသလောက်ပဲ9ကီလိုပဲတည်တယ်ပေါ့နော်အဲ့လိုတည်တည်တာစီကန်းလိုက်နာတာတော့မှသူတို့ဖမ်းချင်တယ်ဖမ်းတယ်လို့ရှင်းထားပါရှင့်ဖမ်းပြီးရဲ့ပစ္စည်းတွေကိုလည်းတထုပ်ကို2သိန်းရတယ်3သိန်းပေါ့နော်အဲ့လိုမျိုးပတ်စံတွေတောင်းပြီးတော့ပြန်ရွေးခိုင်းပါတယ်တဲ့ဒီလိုဖမ်းတဲ့အခါမှာတော့မှအတွင်းကိတ်ကလွတ်လိုက်လို့ရှင်တော့မှအပြင်ကလုံချုံကြီးရဲကင်ရဖမ်းတာလည်းရှိရဲလေရှင့်အတွင်းကလွတ်လေအပြင်ကဖမ်းတယ်ပေါ့နော်အဲ့လိုဆိုတော့သူတို့ကဘယ်လိုပြောရမလဲဆိုတော့နှစ်ဆင့်ဖြစ်နေတာပေါ့ရှင့်အဲ့လိုနေထားလည်းရှိပါတယ် ဟိုတကိတ်နဲ့တကိတ်ဆက်သွယ်မရှိကြဘူးလားမသိနော်ဒီဘက်ကပြုတ်တယ်ဆိုဘက်ကဖမ်းတယ်ဆိုတော့တကိတ်နဲ့တကိတ်စီကန်ချမှတ်ထားတာမတူလို့လားဆက်သွယ်မရှိလို့လားဘောနော်အဲ့လိုကိစ္စလေးတော့ကျွန်မမျက်စိရမြင်ပါရဲ့ချက်ဒီအမှာစိုးရတာကဖမ်းသွားတဲ့ပစ္စည်းတွေမှာတဲ့အလှပြင်ပစ္စည်းတွေဘောနော်အဲ့လိုမျိုးသုံးလို့ကောင်းတဲ့ပစ္စည်းတွေပေါ့ရှင်အဲ့လိုပြပါရဲ့ဆိုရင်အချို့ဝန်ထမ်းတွေကသူတို့လိုချင်တာဆိုယူထားတယ်လို့ကြည့်သားထားရချင်းပြီးတော့လေသူတို့ကမမဟုတ်တင်လောက်တာရှိရဲ့ဒီကိစ္စကိုလည်းကျမလုံခဲ့တဲ့ကာလတွေအတင်းဆက်ခဲ့ပါရှင့်အဲ့လိုမမဟုတ်တင်လောက်တဲ့ဆိုရင်လည်းငွေပေးနိုင်တဲ့အကျုပ်မျိုးတွေဆိုရင်မြန်ရပါတယ်တဲ့ ်နင်ငွေမျက်နှာကြီးတဲ့သဘောရှိပါရှင့်ငွေပေးနိုင်တဲ့သူတွေကတော့နှစ်ချီပေးမရတာလည်းရှိရလို့သိရပါရှင့်ဝန်ထမ်းတွေအားတဲ့တယောက်လူမျိုးတွေဆိုဆက်ဆံတာကအင်မတန်ကိုပေါ့နော်အော်လေးစားတမှုနဲ့ဆက်ဆံကြပြီးတော့မြန်မာလူမျိုးချင်းချင်းအောင်ကြားလို့ရှင်နှိမ့်ချပြီးဆက်ဆံတော့လည်းမြင်တွေ့ရပါတယ်တဲ့ဒီအတွက်တို့လည်းနှလုံးသားတွေမှာထိခိုက်နာကျင်းရတာပေါ့နော်တကယ်တော့စာထဲမှာရေးထားတာဒီထက်စိုးရတာတွေအများကြီးရေးထားတာပါရှင်ဒီထဲမှာကျမထပ်မံပြီးတော့ပြောပြရမှာလေးရပါပေါ့နော်တို့မူဆယ်မှာအဲ့ပြည်သူစစ်တွေကိုလည်းအမြဲတမ်းကြောက်ရရလို့သိရရရှင်ပြည်သူစစ်တွေကအဲ့ကားရက်တဲ့ဆန္ဒမှာတို့ရဲ့ရှင်တဲ့နေရာရက်တာအဲ့ ဲ့လိုပြည်သူစစ်နဲ့ပြည်သူနဲ့တင်းနာတက်တယ်ဆိုတော့သူကတနက်ကြီးတကားကနဲ့ဖြေရှင်းတယ်လို့သိရပါရှင့်ဒီသတင်းလေးတွေကျွန်မသိရ၃လေး၅ကမကတော့ဘူးပေါ့နော်အော်တနက်ရှိရဆိုတော့လည်းတနက်တကားကလည်းဖြည့်ရှင်းလို့ရတဲ့နိုင်ငံဖြစ်နေပြီလားပေါ့ရှင်ဒါလေးကတော့ကျမပြည်သူကြားရတဲ့အနေပြီးတော့ပြည်သူကိုစားမေးခွန်းထုတ်တာပါရှင်။ဒါပြင်သူတို့စီမှာတဲ့တရုတ်လူမျိုးတွေလည်းကြောက်ရပါတယ်တရုတ်လူမျိုးတွေကမြန်မာတွေကိုအနိုင်ကျင့်နေဆိုရင်မြန်မာတွေကဘာမှလည်းမပြောရဲသလိုဘသူမှလည်းသူတို့မတိုင်ရဲပါဘူးတဲ့။ဒီတော့နေဆက်ဒေတာကိစ္စတွေကဆိုရင်ပောက်တော့မဲ့ဘုံကဲတော့ အငွေ့တနည်းချင်းတော့ရှိနေပါတယ်ရှင်ဒီလားဆက်နက်တန်လေးသာဖြုတ်လိုက်မယ်ဆိုတော့တော်တော်ဆူဆူပါပောက်ွဲထွက်သွားနိုင်တဲ့နေသားလေးရှိပါတယ်ဟုတ်ကဲ့ဆိုတော့ဒါကတော့စစ်ကောင်စီလက်အောက်ခံကဝန်ထမ်းတွေကပြည်သူတွေပေါ်ဘလူးတွေရုတ်မာကြလဲပြည်သူစစ်တွေကဘလူးတွေလောဆားနေကြလဲဆိုတော့ကိုဟိုဘက်ရက်ကဘိုးမာတွေကိုတန်ကပြောပြနေတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဘက်ကတင်ဆက်မယ်ဆိုလို့ရှိရင်လဲသူတင်ဆက်မယ်ဆိုလို့ရှိရင်တော့ဟိုဘက်ရက်ကတချို့ပြည်သူတွေအဖွဲ့ကောင်နော်တချို့တွေဆိုလို့ရှိရင်ကျန်းနေပြည်သူတွေကတော့လောမော့ကိုရောက်မှာမဟုတ်ပါလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအာ စကောင်စီလောကဝန်ထမ်းတွေရဲ့မကောင်းကြောင်းကိုပြောနေတဲ့ကူသူတွေဆိုပြီးတော့ဝါဒဖြန့်နေတာဆိုပြီးတော့ပြောနေအောင်မဒီဟာကတော့သူတို့ကူတန်ကပြောနေတဲ့ရုတ်တံဖန်ဖြစ်တဲ့တွေ့ကြုံပြည်ပြီးတော့မျိုးဝေပြတာဖြစ်ပါတယ်စကောင်စီလောကကလည်းဘလို့တွေလှောက်စားနေကြလဲဆိုတော့သိစေခြင်းလို့နော်အာသွားမေလာမေဆိုလို့ရှိရင်သတိထားစေဖို့အတွက်ပေါ့နော်ဒီဟာကသတင်းထုတ်အနေနဲ့တင်ဆက်ပြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောနဲ့ပတ်ဆောင်သွားမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှုအပ်ပေးနေကြတော်လံပြီသူများအားလုံးကိုလည်းကိုယ်ကြက်မှချင်းဆဲချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ